မင်္ဂလာပါခင်ဗျခါရှင်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဒီကနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုဇာလံကလေးကတော့ဆာယီသူမောင်တင်ဆက်ရေးသားထားတဲ့အော်လန်ဘုတ်တင်လူသားစားရွာဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျဖိနာက notification လုံးလည်းနှိပ်ပေးထားပါဦးမောင်ဘုတ်တင်တို့ကသူတို့လဲထားခဲ့တဲ့တပန်းဘိုးရွာဝင်မှာရှိတဲ့မိတ္တလူမိရတဲ့သူ့ရဲ့အိမ်ကိုပြန်ရောက်နေပြီဖြစ်တယ်အိမ်ပြန်ရောက်ချိန်မှာတော့တာရာရဲ့နွားနှံကောင်ကိုစကြင်းမှာပြောင်းရွှေ့ပေးထားပြီးရင်းနဲ့အစာတွေကိုကျွေးမွေးပေးထားတယ် လဲဘော်မှာလဲရွာကဆန်ဒီစီတွေကိုလဲဘော်တင်ပေးထားတယ်ဒီနာလူကြီးတယောက်ကသူတို့နားလာလို့ဧည့်သည်တွေဒီမှာဧည့်သည်တို့ရွာကနေလိန်သွားတဲ့ငွေသားနေရပါဖိုးတွေကတပတ်မှုရွာသားကြီးပေးတဲ့ငွေသားကိုယူပြီးလွေတဲ့ထဲတယ်ဒီနာတော့နွားလေးကိုကောက်ပြီးတပတ်မှုရွာကိုခြံရင်းလို့လဲကိုမောင်းထုတ်လိုက်ကြတော့တယ်မာမိုးတင်တို့ကနှစ်တင်းဝင်အိတ်နဲ့ဆန်ကားအိတ်နဲ့စီသုံးဘုံကိုတဲဆောင်လို့တပတ်မှုရွာကထွက်ခဲ့ကြတယ်တာရရဲ့နွားရကောင်ကပြည်ပြည်ရွာကတမ်းပါဆုံးနဲ့အကောင်းဆုံးနွားစင်းရင်ဝင်ဖြစ်ပြီးမာမိုးတင်တို့လိုက်ပါဆင်းနေတဲ့လဲကိုကောင်းမွန်စွာနဲ့တဲပိုးနိုင်တယ် ဒီလိုနဲ့သူတို့ဝင်လာစင်းကတွေ့ကြရတဲ့တင်းချိုင်းကိုကြော်ဖြတ်လာပြီးဖြစ်တယ်။တင်းချိုင်းကိုကြော်တဲ့အခါမှာတော့လဲကိုနောက်ပြန်စီးနေတဲ့ပေတူးနဲ့တာရီတို့ရဲ့တန်တွေကပေါ်လာတယ်။ဟိုမှာမဘိုးရင်ကအထင်းထင်းငွန်ငွန်နဲ့ချန်ခဲ့တဲ့တပန်းဘိုးရာကိုလည်းညှို့ထိုးပြနေတဲ့ပေတူးနဲ့တာရီကိုခဏလန့်ကြည့်ပြီးသူတို့လည်းညွန့်ညွန့်ပြနေရာကိုကြည့်လိုက်တယ်။တပန်းဘိုးရာရဲ့တင်းချိုင်းကမြေမုံကြီးရဲ့ခြေကပြောက်ဝင်နေပြီးတော့သူတို့လာခဲ့တဲ့လမ်းလေးမှာတော့အတောင်နဲ့ဆလောက်ကိုမြင်မာတဲ့နှရုပ်တူကြီးသာထီထီကြီးရှိနေတာတွေ့ရတယ်။မဘိုးရင်တို့အားလုံးကအံ့ဩနေကြပြီးအဲ့ဒီနှရုပ်ကြီးကိုငေးကြည့်နေမိတယ် သူတို့နောက်ပြန်လဲကြည့်ပြီးမဲ့လဲလေးကိုဆွဲနေတဲ့နွားနှကောင်ကမရက်တက်မဲသွားမြက်သွားနေတော့ရွှေမြောင်တွေတဲကိုလဲလေးဝင်တဲ့အခါမှာအဲ့ဒီနှဲ့ယုတ်ကြီးကလည်းသူတို့ရဲ့မြင်ကွင်းကပြောက်ွယ်သွားပါတော့တယ်။မာမိုးတွေတို့ကလဲလေးနဲ့ပြန်လာတော့လန်ခုလက်အယောက်မှာနွားနဲ့လူတို့ခက်တဲ့နားဘူးလဲကူအရှိကောင်းတဲ့ပင်ကြီးအောင်မှရက်လိုက်တယ်။သူတို့ရက်လိုက်တဲ့ပင်ကြီးကဖြောင်းစေပင်ကြီးဖြစ်ပြီးအနားမှာရွှေမြောင်လေးရှိလို့စိန်ဆန်းရည်လေးတွေစီးဝင်နေတယ်။အဲ့ဒီနောက်နွားတွေကိုဖြုတ်လို့ဖိုးတွေနဲ့တာရာကနွားတယောက်စီဆွဲပြီးစိန်ဆန်းရည်တွေကိုလိုက်တိုက်ကြတယ်။ ဒီနောက်မှာတော့သူတို့ကလည်းကိုလက်တန်းစင်လိုက်ကြပြီးနွားတွေကိုရေချိုးပေးကြပါမြက်ကောင်းကောင်းရှိတဲ့နေရာမှာသာရကသူ့ရဲ့နွားနှကောင်ကိုလွှတ်ထားလိုက်တယ်သာရကနွားတွေကိုမလံမဲ့လွှတ်ချောင်းနေတဲ့အတွက်ဖူဒီကသဘောမကျရတဲ့စကားဆိုတယ်သာရနွားတွေကိုလွှတ်ချောင်းလို့ဖြစ်မလားဟာငါနွားတွေကလိမ်မာပါလေကွာဘာပြဿနာမှမရှိပါဘူးပြီးရောဟိုကောင်နေစီသွားပြီးတော့မှသမင်းချက်ဖို့သွားပြောရအောင်မေဒီကောင်တွေကအခွင့်အရေးရအိပ်ဖို့ပဲချောင်းနေကြတာထားလိုက်ပါကွာဒီကောင်တွေကခလေးတသားပဲရှိသေးတာငါတို့ပဲအဆက်ဆက်ရလုပ်ပေးရမှာပြီးရောဒီကောင်တွေကိုဟင်းစားတော့ရှာခိုင်းရမယ်အဲ့ဒါမပူနဲ့ အဲကောင်လေးကဒါပဲချောင်းနေတာဖိုးထင်းတဲ့သားကနွားနှောင်ကိုထားရခဲ့ပြီးလဲကိုပြန်လာလိုက်တယ်လဲနာရောက်ချိန်မှာတော့သူတို့မြင်လိုက်ရတာကမမိုးထင်းတို့တုံးယောက်ကလဲပေါ်မှာရှိတဲ့ဆိုင်ရည်တွေပေါ်မှာအိပ်ပျော်နေကြတယ်တရက်ကဖိုးထင်းကသားကိုမမိုးထင်းကိုမျက်စာပြစ်ပြလိုက်ပြီးကဲငါပြောတာယုံမိမလားဒီကောင်လေးကအိပ်ဖို့ချောင်းနေတာပါဆိုဒီကောင်လေးဒါတော့လွန်သွားပြီအသွားလုံးကလည်းအိပ်အပြန်ကျတော့လည်းအိပ်နဲ့လာကွာသွားနှုတ်ရအောင်မထူပါဘူးအဲကောင်လေးကိုပဲထမင်းချက်ခိုင်းကွာငါတို့နှစ်ယောက်ကနွားသွားချောင်းမယ်ဆိုပြီးအိပ်ကြရအောင်အချိုးပြောင်းသွားတဲ့သားကိုဖိုးထင်းကတေချာကြည့်မိတယ် ခေါနာကမှခလီတလာပဲရှိသေးတယ်လို့သူပဲပြောပြီးအခုတော့မဘိုးတင်ရဲ့ရုပ်တွေကိုမြင်တာနဲ့အချို့ကပြောင်းသွားတော့ကိုအံ့ဩနေတာပါဒီနောက်သူတို့နှစ်ယောက်ကမဘိုးတင်တို့သုံးယောက်ကိုနှိုးပြီးခဲကောင်တွေထငါတို့နွားသွားကြောင်းမလို့မင်းတို့တွေသမင်းချက်ထားအကုန်ပြီးလို့သမင်းစားကန်နေရင်ဟိုနာကရုံးမင်နာကိုလာခေါ်အေးပါဗျာသွားမဘိုးတင်တို့ကအေးရကနှိုးလာပြီးဖိုးတွေနဲ့တာရာကိုနွားသွားကြောင်းစီလိုက်တယ်ဒီနောက်တော့မဘိုးတင်နဲ့ပေတူးကတော်လေးဝင်ပြီးဟင်းစားရှာမှဖြစ်ပြီးတော့မှတာအေးကသမင်းချက်ရမှဖြစ်တယ်ဒါဝန်ကိုစီလည်းခွဲပေးပြီးလို့ မဘိုးတင်တဲ့ပေတူးကလွယ်ကြီးကိုကိုးစီလွယ်ပြီးဒေါ်လေးကိုဝင်သွားပါတော့တယ်မဘိုးတင်တဲ့ပေတူးကငှက်နှက်ကောင်းတဲ့တခြားဟင်းသီးဟင်းရွက်ဒီခုပြီးပြန်လာတယ်ခင်မောချင်မင်းကိုတွေ့တော့များစွာဝမ်းသာသွားပြီးခင်မောချင်ရွက်ဒီခုလာကြပါတယ်ဒီနောက်တော့လဲစကန်ချရာနာကိုပြန်လာလိုက်ကြတယ်သူတို့ပြန်ရောက်တဲ့အခါသားကြီးကထမင်းရိုးချက်ပြီးပြီဖြစ်တယ်ဒီနောက်တော့တယောက်တလက်နဲ့ဟင်းချလိုက်တော့ခင်မောချင်ချင်ဟင်းနဲ့ငှက်ကြော်ကိုသူတို့ယူလာတဲ့မြုပ်သီးကြောက်ကလေးနဲ့ဆက်ဆက်ကလေးချက်ထားကြတယ်အလုတ်အလုံးလဲပြီးစီးပြီးမှမဘိုးတင်တဲ့ပေတူးကဖိုးထွန်းတဲ့သားရရှိတဲ့ရုံမင်နာကိုလည်းသွားကြတယ် ဒီနောက်တော့ရုံးပင်ချီမှာအိတ်နေတဲ့သာရနဲ့ဖူးတွေကိုနှိုးကြတယ်ကိုဘိုးတွေကိုသာရထားတော့ခမင်းစားလို့ရပြီဗျဟေးလူကြီးခမရတို့နွားတွေကို ဟာဟုတ်ပါငါနွားတွေဖျောက်သွားတယ်ဟာဖူးတွေနဲ့သာရကလူလဲထားပြီးမောင်ဖူးတွေတို့ပြောမှပြပြသလဲနဲ့သူတို့လွတ်ထားတဲ့နွားနှကောင်ကိုလိုက်ရှာတယ်အတော်ကြာရှာပြီးမဲ့နွားရဲ့အရေးချီကမတွေ့ရဒီနောက်တော့ဘိုးတွေကသာရနဲ့ဖူးတွေကိုပြည့်တင်စကားဆိုတော့တယ်နွားကြောင်းမယ်ဆိုပြီးအိတ်နေတယ်အခုတော့ကျုပ်တို့ဘလို့လုပ်မလဲဖိုက်ကလည်းစားနေပြီစိတ်လျှော့ပါဘိုးတွေကပျောက်တာကငါနွားပါငါစိတ်ပူပူလဲထားပါဦး နွားမတွင်ပြဿနာကကြီးတယ်ဒါကြောင့်ပြောနေတာခမားနွားမန်သိပါတယ်တွေ့မှာပါကွာမထူးတော့ဘူးထမင်းရင်စားရဓူးတွေလည်းခွေးနေပြီဟုတ်တယ်ဟေးကောင်ဘိုးတင်နဲ့ပြီသူထမင်းရင်သွားစားရခမားတို့သဘောပဲလာသွားကြရဒီနောက်တော့မှဘိုးတင်တို့ကနွားပြလို့ရှာနေတာကိုခဏရက်ပြီးလှဲနှားကိုပြန်လိုက်ကြတော့တယ်လဲကိုရောက်တဲ့အခါမှာထမင်းကိုအင်ဘက်တီတဲ့ကိုခူးခက်ထည့်ထားတဲ့တာကြီးကမဘိုးတင်တို့ကိုပြစ်တင်စကားစီးဆိုတော့တယ်ထမင်းစားဖို့သွားခေါ်ပါဆိုဘာလို့ကြောင့်တော့လောက်ကြာနေတယ်လဲဟာကောင်ရအပြစ်ပြောဖို့ပဲတွေးမနေနဲ့နွားပြောင်းနေလို့ရှာနေရသေးတယ်ဟာ ူးတွေလည်းချောင်းနေပြီထမင်းစားမယ်မျက်နာမသားများဖြစ်နေတဲ့မောင်ဘိုးတင်တို့ကိုตาဤကနောက်ထပ်ပြည့်တဲ့စကားမဆူတော့ဘဲနဲ့ခင်ယိုထမင်းယိုးတွေကိုလည်းမှချပြီးအပါတရာထမင်းစားကြတော့တယ်မောင်ဘိုးတင်တို့ထမင်းစားတော့ပြီးတဲ့အခါခဏအနားယူနေတယ်ตาဤကဥက္ကဋ်တွေကိုဆေးပြီးသူ့နေရာနဲ့သူပြန်ထားလိုက်ပြီးတဲ့နောက်ငေါတို့ထိုင်နေတဲ့မောင်ဘိုးတင်တို့ကိုကြည့်လို့ဟဲလူဒီနွားသွားဆွဲတော့လीခဏနေပြန်ကြရအောင်နောက်ကျနေတော့မယ်ဥက္ကဋ်တွေကိုထည့်နေတဲ့ตาဤကိုပေတူးနဲ့မောင်ဘိုးတင်ကခေါင်းထောင်ကြည့်ပြီးမင်းကသာနွားသွားဆွဲခိုင်းသည်နွားတွေကပြင်ဘယ်ရောက်နေလဲမသိဘူး ဓမင်းမစားခင်ကလေးကပြောင်းနေတာဘာကွာအဲ့ဒီအချိန်ကလေးကတွေးပြီးထင်နေတာအဲ့လာကူတော့မင်းတို့ကအေးအေးဆေးဆေးနေနိုင်သေးတယ်လက်ခွေးတွေမှာပဲဟိုလူတွေကလည်းအတ္တသာကြီးတာဘာမှတွေးတော့တာမဟုတ်ဘူးလိုက်ရှာကြတော့လीဒါအေးကဥက္ကရေသိန်းနေကဒေါသထွက်ပြီးစူပူနေတယ်ဂျန်တဲ့သူတွေကလည်းသူတို့အမားနဲ့သူတို့မလို့ညင်နေပြီးလွယ်အိတ်တွေကိုလွယ်လို့ရှာဖို့တော့ထပ်ဖွင့်လိုက်ရတော့တယ်မဘိုးတင်နဲ့ပေတူးကနွားတော်သန်နေပြုတ်လို့ပြီးနွားရှာလीတော့ဘိုးတင်နဲ့သားသားကသူတို့ကိုမျိုးလုံးဆွေးကြည့်ကဟဲ့ကောင်ပြောင်းနေတာနမမဟုတ်ဘူးနှစ်သိုးတွေကအော်ရင်လာမှာပေါ့ဗျာ ပေဒူအော်လာနမအတန်ပေါ်နေဗျပေဒူကမဘိုးနေတဲ့စကားကြောင့်မကြေမနက်ကြည့်ပြီမင်းမေကြီးတော့နမအတန်လားမင်းကလည်းတူးလို့တူးတယ်ပြောတာကဲလိုက်ရှာကွာဒီနောက်မှာတော့မဘိုးနေတို့ကနွားတွေကိုလိုက်ရှာတော့နေတော်တော်ဆောင်းသွားခဲ့ပါတယ်ဒါပေမဲ့နွားနှကောင်ရဲ့အရေးအယောင်ကိုမတွေ့ရဘူးအဲ့ဒီနောက်အောက်ပေါင်းနေရှင်းနေပြီးကျွန်းပင်နဲ့တဲ့ရပင်နေရှင်းလင်းစွာနဲ့ပေါင်နေတဲ့တောင်ကုန်းလေးအနာရောက်လာတယ်သူတို့တွေတောင်ကုန်းလေးပေါ်တက်ပြီးတော့မှနွားကိုလိုက်ရှာနေစီမှာသူတို့ရဲ့နောက်ကနေပြီးအတန်တန်ထွက်လာတော့အနောက်ကိုပြန်ပြီးလှည့်ကြည့်ကြတယ်ကောင်းလေးတွေဟေးကောင်းလေးတွေကျတို့ကိုခေါ်နေတာလား ဟုတ်တယ်လေမင်းတို့ခေါ်နေတာဘာဖြစ်လို့ခေါ်တာတော့ခမရကဘာလုပ်လဲမင်းတို့နွားပြောင်နေတယ်မလားငါမင်းတို့နွားကိုတွေ့ထားတယ်အရက်ကမောင်ဘိုးတို့လောက်သာရှိပြီးတော့အသက်ကြီးနေတဲ့ပုံစံရှိပြီးခါကုန်းတဲ့လူကိုတွေ့လိုက်ရပြီးစကားပြောနေတာဖြစ်ပါတယ်ဒီနောက်တော့မဘိုးတင်ကဖိုးတင်တဲ့သားရနားကိုသွားပြီးအတန်တူတူနဲ့ကိုဘိုးတို့တပတ်မိုးရွာသူကြီးပြောတဲ့လူသားစားတဲ့လူတွေလားမသိဘူးနော်ဟာဘိုးတင်ဒီလောက်ခွေးပြတဲ့ထုံးလောက်လေးကလူသားစားတဲ့သူဖြစ်မလားမင်းကလေဒီအုံနောက်ကလေးနဲ့စဉ်းစားစမ်းပါဦးဟုတ်ပါဘိုးတင်ဟာ မင်းကလည်းအဲ့လိုရုပ်ကလေးကြီးစမ်းပါအောင်ချစ်စရာလေးမင်းတို့အရက်လောက်ကလေးရှိတာတစ်ချက်တော့မကနှစ်ချက်တော့မရှိဘူးကငါတို့ဘယ်လိုလုပ်ဒုက္ခပေးနိုင်မှာတော့ဒါဆိုလည်းပြီးရောဗျာခင်ဗျားတို့သဘောဒီနောက်မှာတော့တာရာကလူပုခကုံးလေးကိုတရားကြည့်ပြီးအေးညီလေးနွားတွေတွေ့ထားရင်လည်းလိုက်ပြကွာငါသားက60ရှိပြီကွာလာလိုက်ခဲ့လူပုခကုံးကြီးကမမိုးတင်တို့ကိုကြောခံပြီးတော့မှထွက်သွားလိတော့မမိုးတင်တို့ကလည်းလိုက်သွားကြတယ်အဲ့ဒီနောက်ချုံနေနယ်တွေကိုတိုးဝင်သွားတဲ့လူပုခကုံးလေးနောက်ကိုမမိုးတင်တို့ခက်ခဲစွာနဲ့လိုက်ခဲ့ပြီး လင်းလန်းတလမ်းမော်ကိုရောက်ရှိလာတယ်။လူပုခကုံးလေးကမဘိုးတင်တို့ကိုရက်ပြီးအဆောင်နေလို့လက်ရက်ခေါ်ကပါဇက်ကလည်းခေါင်းလေးတွေမြင်းမြန်လာအချင်းကလည်းတိတ်မရှိတော့ဘူး။မင်းတို့ဒီညတော့ငါအိမ်မှာအိမ်မှာရမယ်ထင်တယ်။အစဉ်ပြေသူတို့တော့လောက်ရမှာပဲ။ကျိုးတို့မှလည်းလဲပါသေးတယ်။လဲမှလူတယောက်ဆောင်းခိုင်းထားခဲ့တာ။အဲ့ဒါသူတယောက်တည်းတော့ထားခဲ့လို့အစဉ်မပြေဘူး။မင်းတို့လဲထားတဲ့နေရာကိုငါသိပါတယ်။နွားတွေဆွဲပြီးလဲပြန်ကောင်းရအောင်ငါတင်းမှနားကြ။ညာကြီးမင်းကြီးခီးမသွားစေချင်ဘူး။မဘိုးတင်တို့ကလူပုခကုံးလေးကိုတရားကြည့်တယ်။လူပုခကုံးလေးကစိုးသွမ်းတဲ့ပုံတော့မပေါ်ဘူး။ဒီရက်တည်းမဘိုးတင်တို့ကဆိတ်ချလိုက်ချလိုက်သွားတော့တယ်။ ။တနင်္ဂနွေလောက်နောက်ထပ်လမ်းလျှောက်လိုက်ရချိန်မှာတော့တေတုံးတွေကိုခြံစည်းရိုးခတ်ထားတဲ့အိမ်လေးကိုတွေ့ရတယ်။အိမ်ထဲမှာတော့တာရာရဲ့နွားနှကောင်ကိုခြံစည်းရိုးငုတ်တိုင်မှာခြိထားတယ်။အဲဒီနောက်လူပုခက်ကုန်းလေးကနွားနှကောင်ကိုလက်ညှိုးထိုးပြပြီးခေါင်းလေးတို့အဲ့ဒါမင်းတို့နွားလား။ဟုတ်တယ်ဗျ။ဒါဆိုရင်မင်းတို့တွေကတက်ရောက်နွားတွေဆွဲပြီးတော့ငါနဲ့လိုက်ခဲ့။ခြံထဲသူတွေကိုငါမြေးမှလေးအဲ့ခံထားလိမ့်မယ်ဟိ။ဟေးဝင်းကလောင်းဒီမှာဧည့်သည်တွေကိုအဲ့ခံထားလိုက်စမ်း။လူဘုကကုန်းလေးကတေလုံးတွေကိုကာရင်ထားတဲ့တေလုံးအိမ်လေးတွေကိုအော်ခေါ်လိုက်တော့အတန်ဆုံးတာနဲ့တေလုံးအိမ်လေးတွေကကောင်းပါလေးတယောက်ထွက်လာပါတယ် အဲ့ဒီကောင်မလေးကလည်းစတုံးကိုထုံထားပြီးပူပူတီးတီးလေးနဲ့ခါကုန်းကုန်းလေးပဲဖြစ်တယ်။ဝင်ကားလိုအမိရတဲ့လူပုခကုန်းကောင်မလေးကမမိုးတင်ကိုရည်ပြပြီးသူ့ရဲ့အဖိုးဖြစ်တဲ့လူပုခကုန်းကိုစကားဆိုတယ်။အဖိုးခေါတကဘာဖြစ်လို့လို့အဖိုးဒီကကောင်လေးနဲ့သူ့ရဲ့လေးကိုသွားယူလိုက်အောင်မယ်။မိမလေးကဂျန်တဲ့ကောင်လေးတွေကိုဂယူဆိုင်လိုက်။စိတ်ချပါဘူးကြီး။မိကဧည့်သည်ကိုကောင်းကောင်းမွန်မွန်ဂယူဆိုင်ထားပါမယ်။ခေါတကလည်းသူ့ရဲ့မိမဝင်ကားကိုတေချာမှာကြပြီးဒါရနဲ့တူနာနာကောင်ကိုဆွဲလို့ထွက်သွားတယ်။ဒီနောက်တော့မမိုးတင်ကိုလည်းမဝင်ကားလေးကတလုံးအိမ်လေးပေါ်ကိုခေါ်ဆောင်ပြီး ရင်းနှီးချက်အနေနဲ့ဧကန်နေတယ်။ရင်းနှီးချက်ပကံလုံးလေးကအတော့ကိုသေးတော့ဖိုးတီကလက်ညှိုးနဲ့လက်မလေးနဲ့ကင်ပြီးတော့မှတောက်လိုက်ပြီးမဝင်ကားကိုကြည့်လို့စကားဆိုတယ်။အမလားညမလားတော့မသိဘူး။ညမအသက်က25ပါလို့ပြန်ပြေတော့ဟာအဲ့လားတော့ရှိပလားသေးသေးလေးနော်။ဖိုးတီကဒီလိုပြောလိုက်မိတဲ့အခါမှာဖိုးတင်ကဖိုးတီရဲ့ခါကိုတထောင်နဲ့တူပြီးအတန်ခတ်အုပ်နဲ့ခမားကလည်းသူများအဖြစ်ဒီမှုကိုကဲ့ရဲ့နေပြန်ပြီ။တိတိနေအသက်သာကြီးတာဒါကကြီးမလားဘူး။မဘိုးတင်ရဲ့စကားကြောင့်ဖိုးတီကအောင့်သက်သက်ဖြစ်နေတယ်။အဲ့ဒီပုံစံနဲ့ပါစကားမှမဖြစ်တော့ဘူး။ဒီအခါမှာမဝင်ကားက သူမကြောင့်စကားများနေတာကိုသတိထားမိရင်လည်းရပါတယ်ဘာမှမဖြစ်ပါဘူးဧည့်သည်တို့ကျမတို့ရဲ့ဖြစ်တည်မှုကဒီလိုဆိုတာလက်ခံထားပါတယ်ဒါနဲ့ခုနကအမရဲ့အဖူကအမတဲ့အရက်ပူးရှိတယ်နော်သူကကျမတို့ရမှာအရှိအစင်းရင်ဝင်လေရွာသားတွေကကျမအဖူကိုဂလန်ဂလာခုတ်တကလို့ခေါ်တယ်တခြားခုတ်တကတွေကလည်းရွာထဲမှာရှိသေးတာရွာကရှိသေးတာလားဘယ်မှာလဲဗျဒီကနေတနိုင်လောက်တော့ရွာရောက်ပါတယ်ရွာထဲကလူတွေအကုန်လုံးကခါကုန်းနေကြီးပဲလားဟုတ်တယ်လीဘာဖြစ်လို့လဲဧည့်သည်တို့ဘာမှမဖြစ်ပါဘူးမောင်မိုးတင်တို့အနေနဲ့လမ်းစာပြုတ်လာပြီ ။ဒါပေမဲ့မျက်နာကိုလိုလာတဲ့ပုံမပြောင်းအောင်တော့တတိထားနေရတယ်။အဲ့ဒီကြီးရတာကျမတို့ကိုတမျိုးထင်နေပြီထင်တယ်။ဘဝဘေးကုသိုလ်ရကျမတို့ကဒီလိုလူစင်မမီတဲ့ခန္ဓာကိုယ်လေးတွေပိုင်ဆိုင်ရတာကျမတို့တို့လည်းခက်ခဲပါတယ်။အေးအေးဆေးဆေးနားကြပါ။ကျမအိမ်ရောက်မှထင်းနေသွားဖြစ်လိုက်ဦးမယ်။မဝင်ကလေးကအိမ်မောကမျက်နာမကောင်းစွာဆင်းသွားတော့မဘိုးတင်တို့ကလည်းဆင်းမကောင်းဖြစ်မိသွားပါတယ်။ဒီနောက်တော့ဖိုးတွေကမတ်တက်ထားရလိုက်ပြီးအိမ်လေးဘောကဆင်းလိုက်တယ်။အဝင်ပေါက်ကလေးကဖိုးတွေရဲ့နေပြမြသားရှိပြီးခေါင်းကိုလိုဆင်းလိုက်ရပါတယ်ဖိုးတွေအိမ်လေးဘောကဆင်းလိုက်တာနဲ့မဘိုးတင်တဲ့ပေတူးကလည်းအိမ်လေးဘောကလိုက်ပါဆင်းပြီ အရင်နဲ့မပြတဲ့ဓာကိုမှလို့ခက်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 ထင်းပြနေတဲ့မဝင်ကလေးကိုတနာကျနာစိတ်ရှိတယ်မှာဘိုးတင်တို့ကသူမထင်းပြနေတဲ့နားကိုသွားလို့အမချို့တို့ကိုပြပေးပြရစီဒီထင်းလေးကိုဘယ်နှထားမလဲမဟုတ်တာရဲ့တဲ့တို့ရဲ့အေးအေးဆေးဆေးနေပါကျမကလုံနေကြဘာမှမခဲရင်ပါဘူးဘိုးတွေကမဝင်ကလက်ထဲကဓာကိုယူပြီးသူပြတ်ထားတဲ့ထင်းချောင်းလေးတွေအတူတိုင်းဖြတ်ပေးလိုက်တယ်မဘိုးတင်နဲ့ပေတူတို့ကလည်းအဲ့ဒီထင်းလေးတွေကိုသေလို့အမထားမယ့်နေရာကိုပြချို့တို့သေပေးပြရစီအာနာစရာရေတော့ဖြစ်ကုန်ပါပြီအဲ့တဲ့တို့ရဲ့ရပါတယ် အဲ့ဒီနောက်တော့မဝင်ကလေးကသူ့ရဲ့ပူသေးသေးခါကုန်းကုန်းလေးနဲ့ရှေ့ကနေလမ်းလျှောက်ပြီးထင်းနေထားမယ့်အိမ်ရောက်ကိုပြလိုက်တယ်။မမိုးတင်တို့ကလည်းထင်းနေကိုသေးပြီးမဝင်ကပြတဲ့နေရာမှာပဲထင်းနေကိုစီလို့နောက်တစ်ခေါက်သွားတည်နေတယ်။ထင်းပြန်တည်သွားတဲ့မမိုးတင်နဲ့ဘေတူးရဲ့ဂျောပြင်ကိုကြည့်ပြီးတော့မှမဝင်ကကတပြင်းကိုမတိမသာချလို့စိတ်မကောင်းတဲ့ရန်ကပေါ်လင်းလာပါတော့တယ်။ညနေနေတော်တော်ဆောင်းတဲ့အချိန်မှာခိုးတကရဲ့တေလုံးအိမ်စီကိုဘောင်းမိုးလဲလေးတစ်စီးကဆက်ရောက်လာတယ်။အဲ့ဒီဘောင်းမိုးလဲလေးကိုမောင်းလာရသူကသာရဖြစ်ပြီးတော့မှလဲနောက်မှာရှိတဲ့တင်ထားတဲ့ဆိုင်ရီဒီပေါ်မှာတော့ ခေါတကနဲ့ဒါအေးကပြုံးကြည့်ပြီးစကားပြောနေတယ်။ခေါတကကဒါအေးကိုတော့သဘောကျနေတယ်။ဒါအေးဝင်နေမဟုတ်ဘူး။သာရကိုလည်းခင်မင်းနေတယ်။သူသဘောကျတဲ့အကြောင်းကလည်းရှိသေးတယ်။သာရနဲ့သူလဲရှိရကူနွားနှကောင်ကိုဆွဲပြီးလဲလာကောက်ကြတယ်။လဲကောက်ပြီးတဲ့အခါသူနဲ့ဒါအေးကလဲနောက်ကဆိုင်ရီပေါ်တက်ထိုင်ရတယ်။ဆိုင်ရီနဲ့စီပုံးချုပ်ကိုမြင်တဲ့အခါခေါတကကလှမ်းမောင်းနေတဲ့သာရကိုစကားဆိုပြီးမေးမြန်းလိုက်တယ်။ကောင်းလေးဒါဆိုင်ရီလား။ဟုတ်တယ်ဗျ။ခေါတကကအဲ့ဒီလောက်စကားကိုသာဆိုပြီးတော့မှဆိုင်ရီကိုလည်းနဲ့ပုတ်နေတယ်။အဲ့ဒီကသူ့ဘေးမှာရှိနေတဲ့ဒါအေးကသူ့ကိုကြည့်ပြီး လိုချင်လို့လားလိုချင်ယူလိုက်ဗျာပြီးမှကျုပ်ငွေပြန်စိုက်ပေးလိုက်မယ်ခေါရကကသားကြီးရဲ့စကားကိုကြားတော့သားကြီးကိုမြုံချင်တယ်ကြည့်ပြီးစကားဆိုတယ်ကောင်းလေမင်းကဘာလို့ငါ့ကိုစံဒီချက်ချင်းပေးနေတာလဲကျုပ်ခမကိုဘယ်လိုခေါ်မှမသိဘူးဗျငါနာမည်ခေါရကကွာဦးခေါရကလို့ခေါ်ကျုပ်ကဦးခေါရကမှမဟုတ်ဘူးအဆင်မပြေဘူးလို့ထင်နေတဲ့သူတိုင်းကိုပေးချင်ကန်းနေတာအဲ့ဒါဆိုရင်မင်းကငါ့ကိုအဆင်မပြေဘူးလို့ထင်နေတယ်ပေါ့အေးပေါ့ဗျာဦးခေါရကရက်ကလည်းပူသေးပြီးတော့လှုပ်တယ်မတရားလို့ရလို့ခါကုန်းနေတယ်မလားမဟုတ်ပါဘူးကွာငါတို့ကဒီတိုင်းခါကုန်းနေကြီးပဲ ။ตาရီးကခိုးတကစကားကြောင့်နောက်ကိုဆုတ်ပြီးထိုင်လိုက်လို့ဒါဆိုရင်တပန်းဖို့ရွာတကြီးပြောတဲ့လူသားစားတဲ့ခက်ခုံးနေဆိုတော့ခင်ဗျားတို့လား။မင်းပါရီပြောနေတာလေ။ငါပုံစံကလူတယောက်ကိုစားမဲ့ပုံစံပေါ်နေလို့လား။အဲ့လိုတော့မပေါ်ဘူးဗျ။အေးဒါဆိုရင်ကြောက်မနေနဲ့။ကြောက်ချင်းကြောက်ငါကမင်းတို့ကိုကြောက်ရမှာ။ငါကမင်းအဲ့လောက်ပဲရှိတာ။ခါကကုန်းနေသေးတယ်။မင်းတို့နေအောင်ငါ့ကိုနှိမ့်ဆန်တော့ငါခံရမဲ့သူ။ခိုးတကပြောမှตาရီးကသူ့ဖြစ်ကိုသူတွေးပြီးရှိလိုက်မိတယ်။သူ့စိတ်ထဲမှာလည်းဒီလောက်ပူတည်တည်ခါကုန်းကုန်းလူကိုသူတို့မနိုင်စရာဘာကြောင့်မှမရှိဘူးလို့ယုံလို့ခိုးတကနဲ့အတူကြီးမမောစကားတွေဆိုပြီး လဲကိုလည်းအခုတေလုံးအင်လေးစီကိုမောင်းလာခြင်းပဲဖြစ်ပါတော့တယ်။တေလုံးအင်လေးထဲမှာအင်ဂျင်နီဖြစ်တဲ့ကုဒကနဲ့မဝင်ကားတို့ကထမင်းချက်ပြီးအခမ်းမဲ့ပြုတော့မောင်မုတ်တင်တို့ကတားထားလိုက်ပြီးသူတို့တိုင်းသူတို့ထမင်းချက်လို့လဲဘော်ကဆန်ဒိန်းနဲ့စီပုံးကိုကုဒကရဲ့တေလုံးအင်လေးဘော်ကိုကုဒကတားနေတဲ့ခြားကတားထားတဲ့ဖိုးလေးကတင်ပေးလိုက်တယ်။ကောင်းလေးတွေငါတို့ကမလိုပါဘူးကွာ။မင်းတို့ဆန်တဲ့စီတွေပြန်ယူသွားပါ။မဟုတ်တာဦးကုဒကရဲ့ဒီတော်ကြီးတွေမှာတခြားရွာတွေကိုသွားပြီးဈေးဝယ်ရင်နေ့တွယ်လောက်ပဲသွားမှာယူထားပါဗျ။ကျိုးတို့စေနာကိုနားလည်ပြန်ယူဖို့မပြောနဲ့တော့။ င်းတို့ကတော့ကွာငါ့ကိုအနေခံအောင်လုပ်နေပြန်ပြီရပါတယ်ချိုးတို့ကဦးခိုးတကရဲ့အိမ်မှာတဲခွခွင့်ပြူတာကိုချိုးတို့ကဝမ်းသာနေတာခိုးတကနဲ့မောင်ဝင်ကကမန်ဘိုးတင်တို့ရဲ့ဟန်ဆောင်မှုမရှိတဲ့မျက်နှာတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတယ်သူတို့မြေဖို့နှစ်ယောက်ကလည်းတရားမျက်နှာတစ်ယောက်ခဏခဏကြည့်ရင်ကတာအေးချက်ပြုတ်တဲ့ထမင်းနဲ့ရင်းကိုမန်ဘိုးတင်တို့ကအတူတူစားဖို့ပူစားလို့စိတ်မပါလက်မပါစားလိုက်ကြတယ်နေကလည်းဝင်ပြီးမို့ရင်းနှီးစီမိကွက်တွေကိုတေလုံးအိမ်လေးပေါ်ထွန်းကြီးလိုက်ပြီးတော့မန်ဘိုးတင်တို့အိမ်ရမယ့်နေရာကိုခိုးတကကပြလိုက်တယ်အဲဒီနောက်ရင်းနှီးချက်နဲ့အမီကောင်းကောင်းကို မဝင်ကားကတင်ခင်းပေးလိုက်ပြီးအလာဘတလာဘစကားတွေပြောနေချိန်ခေါရကကအိမ်မောကဆင်းသွားပါတော့တယ်မကြတော့ချိန်မှာမဝင်ကားကလည်းမမိုးတင်တို့ကိုကောင်းကောင်းအနားယူပါလို့ပြောလို့အိမ်မောကဆင်းသွားတယ်သူမဆင်းသွားပြီးတိတ်မကြခင်မမိုးတင်တို့မျက်လုံးတွေမေးဆင်လာပြီးအိပ်ပျော်သွားပါတော့တယ်တယ်လုံးအိမ်လေးအပြင်မှာခေါရကနဲ့မဝင်ကားတို့မြေးဖို့ကရက်နေတယ်လာရောက်အောင်မှာတော့ခေါရကရဲ့လက်ထက်မှာမထုံးရသေးတဲ့မီလိုတစ်ခုကိုကင်ထားတယ်အိမ်မမာရှိတဲ့မမိုးတင်တို့ကမဝင်ကားရင်ွေးချက်နဲ့အမီးကိုရုံကြီးကြီးတောက်ဆမိရာကယခုဆိုရင်အိပ်ပျော်နေကြပြီဖြစ်တယ် ီလိုအိပ်ပျော်စေဖို့လေမဝင်ကားကိုသူမရဲ့အဖိုးပြသူကအေးစေးခက်ခိုင်းထားခြင်းသာသူမကလာရင်အောင်မှမြင်တွေ့နေရတဲ့သူမရဲ့အဖိုးပြသူကိုကြည့်ပြီးအတန်တိုးတိုးနဲ့စကားဆိုတယ်အဖိုးတကယ်ပဲဒီကောင်လေးတွေကိုရွာသားတွေလက်ထက်ကိုထည့်လိုက်ရတော့မလားမြေတို့ဒီကောင်လေးတွေကိုလှုပ်ပေးလိုက်ကြရအောင်သူတို့ကမြေတို့ဘက်မှာဘလောက်ယုံကြည်ပြီးတော့စေရနာဘလောက်ကောင်းတယ်ဆိုတာအဖိုးလည်းသိပါတယ်အဖိုးသိတယ်မြေလီဒါပေမဲ့အဖိုးတို့ကဒီကောင်လေးတွေကိုမိထားရတဲ့မပေးဘူးဆိုရင်အဖိုးတို့ကိုရွာသားတွေကဒုက္ခပြီးတော့မှာဒီကောင်လေးတွေဒီကဖြစ်လာရင်အဖိုးကိုအယုံသွင်းပြီးဖန်တာပေးဖို့ရွာလူကြီးကပြောထားပြီးသားမြေလီ ဒါဆိုဒီကောင်လေးတွေကိုယွာသားတွေကစားကြတော့မှာပေါ့မိကတော့မစားရဘူးဘူးကြီးအဖိုးလည်းမတက်တာလို့လှုပ်ရတာပါအဖိုးလည်းဒီဘွားကြီးမှမနေချင်တော့ဘူးအဲ့လိုပဲအဖိုးတို့ယွာသားတွေလည်းဒီဘွားကြီးမှနေချင်မှမဟုတ်ဘူးခိုးတကကမိတို့ကိုမိကြီးလိုက်တာနဲ့မကြတော့အချိန်မှာမိတို့တွေနဲ့အတူဒေါက်တာလန်ဒန်ဒူးလီအစားရှိတဲ့လန်ဒန်ကိုကင်ဆောင်ထားတဲ့လူပုခကုံးလေးတွေရောက်လာပြီးတော့ခိုးတကရဲ့တယ်လုံးရဲ့မမအိပ်ပျော်နေတဲ့မောင်မိုးရီတို့ငါးဦးကိုအိမ်နေချင်းကျိုးတွေနဲ့တုပ်လိုက်ကြပြီးမျက်နှာကိုကြီးနဲ့လောင်းလို့နှုတ်လိုက်ကြတယ်ရုတ်တရက်လူပုခကုံးလေးတွေရဲ့လှုပ်ရဲကြောင့်နိုးလာပြီးတော့မှကြောက်လန့်ပြီးအော်ဟစ်နေကြတဲ့မောင်မိုးရီတို့ကို လူဘုခကုံးလေးတွေကခိုးတကိုင်အိမ်လေးပေါ်ကနေငောင်ငန်းခေါ်ဆောင်သွားကြတယ်။မဘိုးတင်တို့ကလူဘုခကုံးလေးတွေခေါ်ရနာကိုလိုက်ပါဘူး။အင်းအောင်ဆင်းလာစင်မှာခိုးတကိုင်နဲ့ဝင်ကားကိုတွေ့တော့နာကြီးတဲ့မျက်ဝန်းနေနဲ့ကြည်ရင်ကဘာစကားမှမပြောဘဲနဲ့လူဘုခကုံးလေးတွေကိုသူတို့အတင်းကျပ်ခေါ်ရနာကိုလိုက်ပါသွားရတော့တယ်။ခိုးတကိုင်နဲ့မဝင်ကားတို့ကလည်းသူတို့ရဲ့အိမ်လေးပေါ်ကိုတက်လိုက်ပြီးတယောက်ကိုတယောက်ဘာစကားမှမပြောဘဲနဲ့ဖိုးထွန်းတဲ့တာရထမ်းပြီးတော့မှသူတို့အိမ်လေးပေါ်တင်ပေးခဲ့တဲ့အစာအိမ်နဲ့စီဖုန်းတွေကိုငေးကြည့်လို့သာနေပါတော့တယ်။မဘိုးတင်တို့ကခိုးတကိုင်အိမ်ကနေပြီးလူဘုခကုံးလေးတွေဖမ်းခေါ်လာတာ။ တနင်္လာလမ်းလျှောက်ချိန်မှာတဲလုံးနေတိဆောက်ထားတဲ့ရွာလေးတရွာကိုရောက်လာကြတယ်။ဒီနောက်တော့အတော်တန်ကျဲဝန်းနဲ့အိမ်ဝိုင်းကြီးတဲ့ကိုသူတို့ကိုခေါ်သွားပြီးအိမ်ဝိုင်းကြီးထဲမှာရှိတဲ့အိမ်ကြီးတလုံးရှိမှရက်လိုက်ကြတယ်။မကြတော့ချိန်မှာတော့အိမ်ကြီးရဲ့ရှိကလူဘုကကုန်းကြီးတယောက်ရောက်လာတယ်။ဒီလူကြီးကမမိုးတင်တို့တဲ့အရက်ရှိပြီးဖိုးတင်တဲ့သားရကိုတော့မမီဘူး။သားရကဒီလူကြီးကိုတေချာကြည့်လို့သူ့ရဲ့ဘေးမှာရှိတဲ့မမိုးတင်ကိုစကားတူးလို့ဆိုတယ်။ဖိုးတင်တို့တပတ်မှုရွာသွားတော့ကလက်ရှိမှာရက်နေတဲ့လူကြီးကအဲ့လူကြီးပဲကွာ။ငါတေချာမှတ်မိတယ်။ဟုတ်လားချို့တို့ဒီတခါတော့သိပြီတင်တယ်။ ရိုးသေးတာမဟုတ်ဘူးကအစားခံရမှာခမ ्या ကိုပြောတာပဲဟိုမြေးဖို့လူသားစားတဲ့ခက်ခုံးတွေလာမသိဘူးလို့သိမလားကွာဒီလောက်များလိမ့်မယ်လို့ထင်မှမထင်တာမမိုးတင်တို့တို့တို့နဲ့စကားပြောနေကြစဉ်သူတို့ကိုဖန်ခေါ်လာကြတဲ့လူဘုခက်ခုံးလေးတွေကသာရတွေ့ဘူးတဲ့ခက်ခုံးကြီးကိုဦးညွှတ်လိုက်ပြီရွာလူကြီးဥကိုရကကိုဖန်ခံထားတဲ့ကောင်လေးတွေကိုကျွန်တော်တို့ခေါ်လာခဲ့ပါပြီအေးငါးယောက်ဆိုတော့ဟန်ကြတာပဲငါတို့တွေလူသားစားကလည်းနေလာပြီပြီးတော့နောက်နေ့စာအတွက်လည်းလူရှာစရာမလိုတော့ဘူးကျောသဘောပြောရရင်တော့ကလေးသုံးယောက်ကိုတခါတည်းစားစီခြင်းတယ် ဲ့ဒါမှတို့ရွာသားတွေပြည်ပြည်ဘဝစားမှာအေးကောင်းပါလေမဆလာကြည့်ခိုင်းတော့ပြီးတော့နနွင်းမုံလေးလောက်ခိုင်းတော့မြုပ်သီးကြောက်တွေလည်းအခုတခါထည့်ချက်မယ်လို့မြုပ်သီးမစားတဲ့သူတွေအတွက်မဆက်တာခပ်ပြီးထားမှာမို့လို့မြုပ်သီးမစားတဲ့သူကိုလူစင်းကောက်ထောင်ကြလာဟုတ်ကဲ့ရွာလူကြီးရွာသားတွေကပြောနေကြတယ်အခုတခါအစီပြန်လေးချက်ကြည့်ပါတဲ့အရေးတော်ကြီးမစားချင်တော့ဘူးတဲ့အဲ့ဒါကဦးသူကြီးလောက်ပါလိမ့်မယ်မမိုးတင်တို့ကတယောက်ကိုတယောက်မျက်လုံးပြူးပြီးကြည့်နေကြတယ် ။ဒါအေးနဲ့ပေတူးဆိုရင်ရွာလူကြီးနဲ့သူတို့ကိုဖမ်းခေါ်လာတဲ့ခေါင်းဆောင်လူမှုခကုံးလေးနဲ့ပြောစကားတွေကြားပြီးတော့မှဒူးတွေခွေးပြီးလဲကျသွားလို့သူတို့ဘေးမှာရှိတဲ့လူမှုခကုံးလေးတွေကမလဲကျစေဖို့တွန်းပေးထားရတယ်။အဲဒီနောက်မှာရွာလူကြီးကမမိုးတင်တို့ကိုကြည့်ပြီးခေကောင်လေးတွေမင်းတို့ငါတို့ရွာသားတွေကိုကူညီတယ်လို့သာသဘောထား။အခုတော့မင်းတို့အချုပ်ခန်းနဲ့အိတ်လဲကြအောင်။ဒီနောက်တော့မမိုးတင်တို့ကိုအင်ကြီးရဲ့ကျွန်တော်ဘက်မှာရှိတဲ့တယ်လုံးအချုပ်ခန်းလေးတွေကိုထည့်ပြီးထားလိုက်ကြတော့တယ်။မမိုးတင်တို့ကတယ်လုံးအချုပ်ထဲကိုရောက်နေကြပြီ။အချုပ်ထဲရောက်ပြီးမှလူမှုခကုံးလေးတွေကဓာတ်တဝင်းဝင်းလန်တွေရွေနဲ့ မာမိုးဒီနိုကိုကခြိထားတဲ့ဂျိုးဒီကိုဖြုတ်ပေးလိုက်ပြီးအချုပ်ချထားတယ်။ဒါကြောင့်မာမိုးဒီနိုကအချုပ်တဲ့လုံးနိုင်ကိုမြင်းရင်ကညှိတွားနေတယ်။ဒိုးကတော့ဝက်လေပြီးထင်တယ်။ဘာလို့တော့တာကြီးရဲ့ငါတို့ချက်ကလေးငှက်ကလေးတွေကိုချက်တလဲချက်တလဲလှုပ်လာကြတာလေ။အခုငါတို့ကိုဒီလူပူလေးတွေကငါတို့လှုပ်တယ်လို့ပြန်လှုပ်တော့မယ်ကွာ။အခုကလေးကငါတို့ကိုချက်ဖို့မက်ဆလာတောင်းမှလှုပ်ထားတော့မယ်ဆိုပဲ။အဘနဲ့အမီချုပ်ဖြစ်ကိုကြည့်ပါဦးမြတ်။ဒါကြီးကပြောပြောဆိုဆိုရှက်ကြီးတင်နေကိုရှိုက်နေတယ်။ဖေတူးကလည်းမာမိုးဒီရဲ့ပခုံးကိုပုတ်လို့ဘိုးတင်လှုပ်ပါအောင်ကွာ။ငါတို့သေးတော့မယ်ထင်တယ်ခဲ့ပါဦး။ သူတို့အတန်းကြာငိုလိုက်စကားပြောလိုက်နေဖြစ်နေစဉ်အချုပ်ခန်းတကရုတ်တရက်ပွင့်သွားတယ်။အဲဒီနောက်ချုပ်ခန်းနေကလူပုခကုံးလေးကဝင်လာတယ်။ဒီလူပုခကုံးလေးကခိုးတကဖြစ်ပြီးမမိုးတင်တို့ကိုချီအန်လန့်အနေနဲ့သူနောက်လိုက်ဖို့ပြောရင်းကရှေးကဦးဆောင်ပြီးရွာလေးပြင်ကိုထွက်ပြေးသွားတယ်။အဲဒီနောက်မှာသူ့ရဲ့အိမ်ကိုရောက်တဲ့အခါခိုးတကကမမိုးတင်တို့ကိုစကားဆိုတယ်။ကဲကောင်းလေးတွေပြန်တော့ကွာ။ဇနက်ကိစ္စငါငါရှင်းလိုက်မယ်။တာရနဲ့ဘိုးလေးကလာရောက်အောင်မှာနွားရီစီကိုသွားပြီးလှဲကောက်မယ်ဟန်ပြင်းနေစဉ်ဝင်ကားကအိမ်ပေါ်ကနေဆင်းလာပြီးတော့သူ့ရဲ့အဖိုးကိုပြောလိုက်တဲ့စကားကြောင့် လဲမကောက်သေးပဲနဲ့ရင့်နေမိတယ်။မောင်ဝင်ကပြောတဲ့စကားကအဘိုးကျမတို့လည်းပြေးမရမယ်လေ။အဘိုးထုတ်ပေးတယ်ဆိုတာတို့သိမှာပေါ့။သိရင်အဘိုးနဲ့မျိုးကိုတို့တတ်ကြလိမ့်မယ်။မျိုးတို့ဒီကလေးနောက်ကိုတောင်းပန်ပြီးလဲသွားကြရအောင်။အဘိုးတို့ဘယ်လိုက်လို့ရမလဲ။ရွာလူကြီးတန်းရင်လည်းအသက်ခံလိုက်ရတော့မယ်။ဒီချိန်စာကြီးမိနေရတဲ့ဆိုင်ရင်သေတာကမှကောင်းအောင်မယ်မြည်။ချိန်စာလို့ပြောတဲ့စကားကြောင့်မဘိုးတင်ကခိုးရကကိုမေးမြန်းလိုက်တယ်။ဦးခိုးရကစောစောကချိန်စာလို့ပြောလိုက်သလားလို့ဘသူတွေကချိန်စာမိနေတာလဲ။ငါတို့ရွာသားတွေအကုန်လုံးပေါ့ကွာ။ဘလို့ချိန်စာလဲဗျ။ ငါတို့ကအမှန်ဆိုခါလဲမကုန်းဘူးပူလဲမပူဘူးငါတို့ကိုတပတ်မှုရွာကရွာလူကြီးကအကျဉ်းစားတိုက်သွားလို့ဒီလိုဖြစ်နေတာငါတို့ကိုတနစ်ပြေလို့မှလူသားတစ်ခါမစားရင်အရက်တွေပူပြီးခါတွေကုန်းအောင်အကျဉ်းစားတိုက်သွားတာငါတို့လူသားမစားဘဲနေသေးတယ်အဲ့လိုနေလို့အခုငါတို့ဒီပုံတွေဖြစ်ကုန်တာငါမြေးလေးဆိုရင်လူသားကိုမစားခြင်းလို့ညင်းနေတာအခုသူကငါတို့ထက်ပိုသေးနေတယ်လीမမိုးတင်တို့ကအခုမှလူဘုခကုန်းလေးတွေလူသားဘာကြောင့်စားတယ်ဆိုတာကိုသိသွားလို့မမိုးတင်ကလူဘုခကုန်းလေးတွေရဲ့ကျင်းစားကိုဖျက်ဖျက်ပေးခြင်းစိတ်တွေတဖော်ဖော်ပေါ်လာတော့ကဲဦးကိုတို့က ချို့တို့ခင်ဗျားတို့မိနေတဲ့ချိန်စာကိုပြင်ပြနေအောင်ကြိုးစားပေးမယ်လို့ခရီးပေးတယ်။လွယ်တော့မလွယ်ဘူးကောင်လေး။တပတ်မှုရွာတကြီးကကြောက်စရာကောင်းတယ်။ရပါတယ်ဗျာ။ချို့တို့အခုတပတ်မှုရွာကိုပြန်သွားမယ်။ခင်ဗျားရွာသားတွေကိုတော့ဥက္ကဋ္ဌကကရှင်းပြထားလိုက်။ချို့တို့ခင်ဗျားတို့မိနေတဲ့ချိန်စာကိုရအောင်ရှင်းမယ်။မဘိုးတင်ကဒီလိုပြောပြီး channel သူရဲ့ဘောင်းပါတွေကိုကြည့်တော့အားလုံးကလာရောက်အောင်မှခေါင်းကြီးပြနေတယ်။ဒါကြောင့်ခကုန်းလူပုလေးတွေရဲ့လူသားစားနေရတဲ့ချိန်စာကိုပြက်ပြောက်လုပ်ပေးဖို့အတွက်ပြင်ဆင်လိုက်ကြတော့တယ်။ဝတ္ထုကလေးကတော့အီမြတာပါပဲ။ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ ောင်းလန်းဘုတ်တင်တဲ့လူသားစားရွာဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြီးပါဦးပြင်သားက notification လောက်လည်းနှိပ်ပေးထားပါအောင်ခင်ဗျအားလုံးကိုတို့ပဲကျေးဇူးတင်ပါတယ်